ဆယ်မြောင်းနဲ့ရေအုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့မန္တလေးငရင်ကြီးဖြစ်ပွားပြီးနောက်ရေလောင်တမန်များရေလွှဲဆယ်များနဲ့ရေလောင်ကန်များကိုတိုင်းဒေသကြီးပြည်နယ်များမှာရှိတဲ့တာဝန်ရှိသူများနဲ့ထိခိုက်မှုရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။နေပြည်တော်အတွင်းမှာတမန်12ခုရှိရာ၄ခုသာအနည်းငယ်ထိခိုက်မှုရှိခြင်းရေလွှဲဆယ်12ခုမှာတစ်ခုသာအနည်းငယ်ထိခိုက်မှုရှိခြင်းမန္တလေးတိုင်းဒေသကြီးအတွင်းမှာရေလောင်တမန်53ခုရှိရာ၅ခုသာအနည်းငယ်ထိခိုက်မှုရှိခြင်း ရေလောင်ကန်39ခုမှာ9ခုသာအနည်းငယ်ထိခိုက်မှုရှိခြင်းနဲ့ဘကိုးတိုင်းဒေသကြီးမှာရေလောင်တမန်39ခုရှိရာ4ခုသာအနည်းငယ်ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာထိခိုက်မှုရှိခဲ့တဲ့နေရာများကိုအရေးပေါ်ပြုပြင်ဆောင်ရွက်ပြီးဖြစ်တာကြောင့်ဘေးအန္တရာယ်ဖြစ်ပေါ်ရတဲ့အထိစိုးရိမ်စရာမရှိကြောင်းနဲ့နှွေစပါးစိုက်ပျိုးရာသီအတွက်အချိန်မီဖြည့်ဆည်းပေးနိုင်ကြောင်းဆယ်မြောင်းနဲ့ရေအုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှညွှန်ကြားရေးမှုဦးကောင်းမြတ်သိန်းကအခုလိုရှင်းလင်းဖြေကြားထားပါတယ်။ ရေလောင်းတမန်ကြီးကိုပြင်ဆင်မှုအတွက်ဆိုလို့ရှိရင်ရေပေါ်ပြင်ဆင်တာနဲ့အိုင်မှာပြင်ဆင်တာဆိုပြီးနှစ်ခုရှိပါတယ်။ရေပေါ်ပြင်ဆင်တာအတွက်ကျွန်တော်တို့ရေပေါ်ဒီအကွဲချောင်းတွေကိုတေချာပြန်လည်ပြီးတော့ကြိတ်ဖို့ခြင်းလုပ်ငန်းကိုဖိချားခြင်းတွေကိုကြိတ်ဖို့ခြင်းလုပ်ငန်းတွေအရေပေါ်ပြင်ဆင်နေတဲ့ဆိုရင်ကျွန်တော်တို့ ဆောင်ရွက်ပြီးဖြစ်ပါတယ်ကျွန်တော်တမန်အတွင်းပိုင်းထဲမှာတိကျမှုအမိသားတွေကိုစစ်ဆေးမှုအခိုင်အမာပြင်ဆင်မှုအတွက်တော့ကျွန်တော်တို့ပြောဌာနမှာရှိ geology ကျောင်းကျင်ပညာရှင်တွေ geophysics ပေါ့နော်ဒုမိယူပဒီကတိုင်းတာချင်းလုပ်ငန်းတွေကိုကျွန်တော်ဆောင်ရွက်တယ်တတော်များဆောင်ရွက်ပြီးဖြစ်တယ်နောက်ပြီးတော့လိုအပ်လို့ရှိရင်လည်းကျွန်တော်တို့ SCD2 ပေါ်ပြီးတော့ determine အောက်ခြေညီရဲ့ခံနိုင်အောင်လည်းပြန်လည်စမ်းသပ်နေသေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အခိုင်အမာပြည့်စုံမှာဖြစ်ပါတယ်နောက်တစ်ခုကတော့စမန်ကြီးများမှာအဓိကပစ္စည်းမှုမရှိခဲ့တော့လဲပေါ့နော်ဒီရေကောင်းစနစ်တွေမှာအထူးပစ္စည်းမှုတွေဖြစ်ခဲ့ပါတယ်ငွေတိုင်းဒေတာကြီးမှာလည်းဖြစ်တယ် ကျွန်တော်တို့မြေပြည်တော်မှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ပဲခူးတိုင်းဒေသကြီးကဆွာတို့ဖြူတို့ကပောင်းတို့ရေတောက်စုနေတယ်မှာထိခိုက်မှုတွေဖြစ်ရေတောက်စုနေဆိုတော့ကျွန်တော်တို့တူးမြောင်းရေပြင်းမြောင်းတွေဖြစ်ပါတယ်ရေပြင်းမြောင်းတွေအဆောက်အုံတွေဖြစ်ပါတယ်ထိခိုက်မှုရှိရှိတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကဒီအခုညာဒီကနေစပိုင်းညာဒီဖြစ်တော့နေစပိုင်းနဲ့မြေပြင်းနိုင်ညာဒီဖြစ်တော့ရေပြင်းသေးကာလဖြစ်တော့ကျွန်တော်တပတ်အတွင်းအဲအတွင်းကျွန်တော်တို့အမြန်ဆုံးရေပေါ်ပြင်ဆင်မှုတွေယာယီပြင်ဆင်မှုတွေဆွာ ဒီပြီးနိုင်ပါတယ်အခုလေအခုဆိုရင်ကျွန်တော်တို့ဒီပြီးနေပြီကျွန်တော်တို့ဆောင်းမှာဆိုရင်ဒီပြီးတယ်ကျွန်တော်ခပောင်းမှာလည်းဒီပြီးနေပါတယ်ကျွန်တော်တို့ဒီပေါင်းလောင်းဆိုရင်လည်းပြီးထားပါလေကျွန်တော်ဆင်းပြီးဆိုရင်လည်းဆင်းပြီးဘူးရာထိရမှုရှိပါတယ်ဆင်းပြီးဘူးရာထိရတဲ့ချိန်တွေပေါ်မှာကျွန်တော်တို့ဒီဒါတက်မှန်ပေါ့ဒီဒါတက်မှန်နဲ့ပိတ်ဆို့ပြီးတော့ကျွန်တော်တို့ရေကိုပြန်ဆောင်ပြီးတော့ကျွန်တော်တို့ဒီနေ့စကားကြည့်ပေးတာပေါ့ဆက်လက်ဆောင်တော့ကျွန်တော်တို့ဆင်းဆင်းနေရမှရှိတာဆင်းပြီးမှဆိုရင်ဆင်းပြီးတက်မှန်ကြီးအကောင့်တိုင်းရှိတယ်ဆင်းပြီးတက်မှန်ရေကိုဆောင်ပြီးသားရှိတယ်ရေပဲဆီကိုကျွန်တော်တို့ပြန်လည်ပြီးတော့ရေကို 伊那他那创业比较，伊那的话就是比为比较喜欢。哎 <noise> 呀，那你等你话，从你自家的，简单嘛说为先，中央城里有，这边有，现在是一个，我们家也普遍比较，家里面这边比较创业比较。你那话在周边，你那话的，那那边的你这边没想，这边讲我，稍微来喜欢，去我的周边，去本地的附近地区办。 为什么电信五 G 年前能我啊。话、so. e，可现在你们比例都表都了诶。现在当然诶，侬只能是不足也有比例有，可能几代多人年纪啊，侬比例话比例比例话，但是比那个只能少百分有。现在当然诶，侬只能来表比因比因咪多嘛，起码诶，可能侬一比一年二条比例话，怎么样？开马电信五 G 噶个，今年里面不半年开马电信五 G 都了，只能遇到春节来开马电信五 G 要出去列车流咧。开马电信五 G 做话咧，所以这个我们只能有困难增加几条路，七千五 G 这条线是七千五 G 六条，每年七千五 G。 လုပ်တယ်တချို့အကွဲတဲ့ဟာကိုကျွန်တော်တူးဖော်ပြီးတော့စစ်ဆေးမှုကိုလုပ်တယ်ပေါ့နော်လုပ်တဲ့အပြင်ကိုကျွန်တော်မြန်မာနိုင်ငံတမန်ကြီးဆိုင်ရာအမျိုးသားကော်မတီကကျွန်တော်ရဲ့ပညာရှင်တွေနောက်ပြီးတော့ဆင်မြောင်းဝန်ထမ်းဟောင်းအတင်းကပညာရှင်တွေကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ပြီးတော့ကျွန်တော်ရဲ့စေတမန်တွေအခုလည်းဒီနေ့ဘက်ကမှလိုက်ပြပြီးတော့ကျွန်တော်အကြံဉာဏ်တွေရယူပါတယ်ကျန်ရည်ရပြီးတော့အဲ့အဲ့ကျန်ရည်နဲ့အတူကျွန်တော်ရဲ့နည်းနည်းသူပေးမှုဒီဒီကဆိုင်သူပေးမှုများနဲ့အတူပြန်လည်ပြင်ဆင်ဖို့ဒီဇိုင်းတွေရေးဆွဲခြင်းတွေဆောင်ရွက်ချက်ရှိပါတယ်ဒီလာမယ့်25 26ဘဏ္ဍာနှစ်အတွင်းမှာပြန်လည်ပြင်ဆင်ဖို့ကြိုးစားဆောင်ရွက်တော့မှာဖြစ်ကြောင်းသိကြရပါတယ် အခုရာသီဟာနှွေစပားနဲ့နှွေသီးနှံရာသီဖြစ်တာကြောင့်ရေလုံလောက်မှုအနေနဲ့တူလောင်ထားတဲ့ရေတွေဟာတမန်အတွင်းထဲမှာသာ ရှိတဲ့အတွက်ကြောင့်တမန်တွေကနေရေလျှော့ချလောက်အောင်ရော့သွားခြင်းမရှိဘဲငိုတူလောင်ထားတဲ့အတိုင်းရှိတာကြောင့်လုံလုံလောက်လောက်ရေပေးဝေနိုင်တဲ့အနေအထားမှာရှိပြီးတူမြောင်စနစ်တွေကိုလည်းပြန်လည်ပြုပြင်ပြီးရေပေးရတာဖြစ်တဲ့အတွက်ရေအနေနဲ့စိုးရင်စရာမရှိဘူးလို့သိရပါဗျ။ဒီသတင်းကိုသတင်းတော်မတ်လက်ရည်မြင့်ကဆက်သွယ်မေးမြန်းထားတာဖြစ်ပါရှင်။